နေတာနေ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 အာလည်းပြပါနော်အာလည်းပြပါနော်တောင်တမရော PSWF တင်းနေထိချုပ်ထားတဲ့ရှမ်းမြောက်ကြောင်းမဲမြို့နယ်မိုင်းလုံးမြို့ထဲရှိတရုတ်ကုမ္ပဏီပိုင်တပ်တူတွင်းကိုစစ်ကောင်စီတပ်ကပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ပြီးခဲ့တဲ့မက်လာ၁၇ရက်ည၁၇နာရီခွဲဝန်းကျင်မှာမိုင်းလုံးမြို့ပန်းဝိုးကျွာအုပ်စုထဲမှာရှိတဲ့တရုတ်ကုမ္ပဏီပိုင်တပ်တူတွင်းကိုစစ်ကောင်စီတပ်ကဂျက်လီယင်နဲ့ပေါင်900ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်ဆက်ယုံထဲမှာရှိတဲ့ဘူဒိုဇာပါဝင်ကုမ္ပဏီတွင်းရှိပစ္စည်းတွေမိလောင်ပျက်စီးခဲ့ပြီးခမန်းငွေတန်ဖိုးတရုတ်ငွေယွန်း၁၉သိန်းလေးပါရှုံးရှုံးခဲ့တယ်လို့ဒီဖြစ်စဉ်ကိုသိရှိထားတဲ့တရင်းရင်းမြစ်သူကရှိဖမီကိုပြောပါတယ်။အီဗေလာကောမှာပြုလုပ်တဲ့တရုတ်နိုင်ငံကုမ္ပဏီဆွေးနွေးပွဲပြည်နောက်စစ်ကောင်စီတပ်ဟာတရနေထိန်းချုပ်ထားတဲ့ကြောင်မဲမန်တုံမုတ်ကုန်းနဲ့မိုင်းငော့စားတဲ့နေရာတွေကိုလေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်တာတွေပြုလုပ်နေပြီးအရတားတိုက်စုံမှုတွေလည်းဆက်ရှိနေပါတယ်။ ပြီးခဲ့တဲ့မေလ၁၈ရက်မှာလဲရှမ်းမြောင်နောင်ချိုမြို့နယ်အုံတီကျွာမှာစစ်ကောင်စီတပ်ကစနိုက်ပါနဲ့ပြစ်ခတ်လို့ရှစ်ဆောင်မြို့သားတို့တေဆုံးခဲ့ပါတယ်စစ်ကောင်စီတပ်ကမေလကုန်ထီအပြည့်အောင်ထုတ်ပြန်ထားပြီးမြဲတရနေထိန်းချုပ်ဒေသတွေကိုလေကြောင်းလက်နက်ကြီးနဲ့ဒရုန်းအသုံးပြုပြီးပြစ်ခတ်တိုက်ခိုက်တာတွေပြုလုပ်နေကြအောင်လူထုတွေအနေနဲ့စီးရဲတရရှိကြဖို့ PSF ပြည်နေဘက်ကတိုက်တွန်းထားပါတယ်ခင်ဗျာ